စန်တဲ့အိတ်ကိုနေရာသားရရှိပေမဲ့လည်းသားသမီးတွေအတွက်ကုန်ထမ်းနေတဲ့နှလုံးသားတွေမိခင်ကြီးကုန်ထမ်းတဲ့လူဟာယောက်ျားသားတွေတောင်မှအင်မတန်ခက်ခဲပေမဲ့လည်းရှားဖြစ်ပါရီရှူတပြိုင်ပြိုင်နဲ့တူထမ်းရတာမျိုးဖြစ်သလိုခန္ဓာကိုယ်ကအားပြုထမ်းရတာကြောင့်လည်းအမျိုးသမီးတွေအဆင်မပြေကြတာပါဂျိုင်းမဲလေးလီလန်လာတွေစံအိလေးတွေကိုမှတအိတ်နေရာလေးနဲ့တူထမ်းခဲ့ရသူလေးစိတ်မကောင်းဝင်ရှိနေကြတာဖြစ်ပါရီဒေါ်လာတာဝင်းဟာစိတ်ကန်းဘောတရားမှာစံအိလေးတွေကိုထမ်းခဲ့ရသူဖြစ်ပါရီ ပညာရေးရလွယ်ချက်တွေရှိခဲ့တာကြောင့်လေရိုင်းရလုံးလေးနဲ့တူရုန်းကန်ခဲ့ရတာပါ။ဒါကြောင့်လေတာသမီတွေကိုပညာတကြီးတွေဖြစ်လာစေဖို့ရေတစ်ဖက်မှာစူးစမ်းပါခဲ့ရပါရီ။ကောင်းလေးသုံးဦးကိုပိုင်ဆိုင်ထားပြီးဒေါ်လာလာဝင်းအနေနဲ့မိသားစုစောင့်ဝင်နေရေးပြင်ကျောင်းစီတွေကိုပါထံပိုးထားခဲ့ရသူပါ။ကြပြမှာတော့တနေ့လုံးမှာတနေ့စားရတာကြောင့်လေနားရမယ့်ရက်တွေဟာတပြည့်ပြည့်နဲ့အတူဝေးကွာလာရတာဖြစ်ပါ ರೀ ။စံအိတရားလေးလံပေးမယ်တဲ့ဒေါ်လာဝင်းအတွက်တော့လောကရန်တော်လေးလံမှုရှိမနေတာလေးဖြစ်ပါ ರೀ ။ ခင်မောပြည်သူကတော့ကျမ်းမာရေးချင်းနေရနောက်ကြရသူဖြစ်ပြီးချူချာမှုတွေပါတွေ့လာကြရတာပါဒါကြောင့်လည်းအင်ဒိုလီတွေနဲ့တော့တစ်ဖက်တစ်လမ်းကနေကူညီပေးကြတာဖြစ်ပါသည်ဒေါ်လာလာဝင်းအနေနဲ့အင်နာဝူစီအနေဖြင့်အင်ရှင်မာတီဦးရဲ့တာဝန်ကိုပါပူးတွဲရရှိလာကြတာဖြစ်ပါသည်လက်ရှိမှာတော့နေနေဒီပါဒီအတွေ့အကြုံတွေရရှိလာကြရသလိုစိုင်းတွေနဲ့ပါတပြေးပြေးသားကြလာကြပြီဖြစ်ပါသည်လူတချို့အိတ်ဆက်ချိန်မှာတော့ဒေါ်လာလာဝင်းတို့လိုမိငနေနေနဲ့တိတိတာကိုစတင်ပြင်ဆင်နေကြပြီဖြစ်ပါသည် ဒါကြောင့်လေကြောက်တန်းကနေစီအိုတန်းစေကန်းလေးစီကို အရောက်လာကြရတာဖြစ်ပြီးတနေ့တာကို စတင်ရတာဖြစ်ပါရီစေကန်းဘောဒါစီမှာမိခိုးကဆက်ရီထိန်ရတဲ့သူတွေအတွက်ရေးတဲရေးကြခြင်းဟာတစ်ဖက်မှာရေးပါရာလေးဖြစ်ပါရီရေးကြခြင်းမှာတော့ဒေါ်လာလာဝင်းလိုမိမသားတွေအတွက်အနေငယ်ခက်တွေ့တဲ့ကြသလိုရေးတဲချိန်မှာသာပုံမိုးစင်ပြေတာပါဒါကြောင့်လေတနေ့တာရရှိဝင်ရမှန်းစားဖို့ခက်တွေ့ကြတာဖြစ်ပါရီစိုင်းနဲ့တူထီထွေ့နေရပေမဲ့လေစံကောင်းကောင်းလေးတွေကိုစားရဖို့ဟာစံထန်းသူတွေတော်တော်အိမ်မက်တစ်ခုသားဖြစ်နေကြပါရီ ော်လာလာဝင်ကတော့အဆင်ပြေတဲ့နေ့တွေမှာစံအိပ်ပေါင်း40ကျော်50ဒီထပ်နိုင်ခဲ့သူဖြစ်ပါရည်အဆင်မပြေတဲ့နေ့တွေအိမ်ပြန်မှုတောင်မှခက်တွေ့ရတာဖြစ်ပါရည်ဒါကြောင့်လည်းပုံမှန်ဝင်မရှိတဲ့ဝင်ငွေလေးနဲ့တူဒီတနေ့ကိုဖြတ်သန်းနေကြရတာဖြစ်ပါရည်ပရိသတ်တွေကတော့တမအားစီဝါကြကြယုံကဲနေရတဲ့မိငိတ်ပြတာကြောင့်လိစားချီချူနေကြရပါရည်ဒါပြမှာတော့ပရိဒါကိုကိုမမောင်လေးနေနဲ့ဒါမျိုးလေးတွေလူသိနေအောင်ထောက်ပြနေကြတာပါဒါကြောင့်လည်းလိစားမှုနဲ့တူလက်တွေ့ဟာမျှဝေလာကြရတာဖြစ်ပါရည် ရိတ်သက်တို့ရင်းသားသမီးတွေကိုပညာတတ်ကြီးဖြစ်စေချင်တာကြောင့်ဒေါ်လာနာဝင်းလေးတွေအားပေးစကားလေးတွေမျှဝေပေးခဲ့ပါအောင်ရှင်။စုံနီကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လေးအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်ရှင်။